အခုဒီနေ့အထဲမှာပေါ့နော်တခြင်းနေအခွေရအခွေလောက်တဲ့ဒီ era တစ်ခုလုံးကသဘင်ရွှေရောင်းနဲ့လုံမယ်လို့စဉ်းစားတာတော့ရွှေရောင်းကိုလုံနေရတာအမှန်တော့မေးလဲရွှေရောင်းနည်းနည်းတော့စိတ်ညစ်စာမိဘူးပေါ့နော်အဲသဘင်လည်းပြည့်စည်ရယ်အဓိကဖြတ်ဟိုချုပ်ကားလေချုပ်ကားတော့ဘလောက်ကောင်းတဲ့သဘင်ပဲဖြစ်ဖြစ် damage ကတော့နည်းနည်းလေးတော့အနည်းအနည်းများတော့ရှိရဘူးဒါတော့မှပဲစေးအကောင်းနေနဲ့ hair republic ဘာလို့မှလုတ်တယ်ဆိုတော့သူတို့စေးအကောင်းနေနဲ့လုတ်ပေးရဒါပေမဲ့လည်းအနည်းဆုံးတော့ ထိခိုက်မှုကတော့ရှိရပဲအဲ့လိုဆိုတော့ကြိုက်တာရဲ့ဆိုတာထက်ပေါ့နော်အလုံးသဘောရပေါ့ဒီ event မှာရွှေရောင်လေးထားခြင်းနဲ့ဆိုပြီးတော့ဒီသီခံရခဲ့တယ်ကောသူတို့တွဲမြင်နေပြီလေသူတို့နော်အဲ့လိုတော့ဆက်အချင်းတွေတွဲနေချိန်မှာရွှေရောင်ဘူးလဲဆိုတော့ကိုလဲလူတော်တွေတွဲမြင်နေပြီဒါပေမဲ့လေမေကအဲ့လို သဘင်တယောင်နဲ့အကြိုက်ထားတာလည်းပြင်းနေပေါ့အဲအမဲဆိုလည်းကြိုက်တယ်အမဲဟိုမှာ6လလောက်ဆိုရင်အမဲမနေချင်တော့အဲအဲ့လိုဖြစ်ဖြစ်တယ်ဆိုတော့အခုလည်းဘယ်တော့ပြောင်းပြောင်းမလဲဒီပြောင်းတော့ပြောင်းပြောင်းတော့မှာပေါ့အဲအဲ့ဒါမင်းရဲ့ Evan နဲ့မှာပဲပါတာပေါ့နော် Mary နဲ့ကဟို Evan နဲ့မှာပဲအာအဲ့တခြင်းလေးကအဲ့လို main ကလေးချင်းတန်ရောဆင်ဖြစ်တဲ့တခြင်းလေးပေါ့နော်အဲ့လိုဆိုတော့မီးတယောက်တည်းဆိုတာထက်ဆိုင်ရင်နောက်ထပ် main ကလေးအစောတော့တယောက်နဲ့ collaboration လုပ်ရင်းနည်းနည်းလေးပို့ပြီးတော့ပြည့်တယ်လေပို့ ပို့ပြီးတော့အတိတ်ပဲ meaning ပို့ပေါ်မလားဆိုပြီးတော့ပြီးတော့ Mary နဲ့ Mei နဲ့ကလည်း2019တည်းက2019 20တည်းကလို့ရှင်းလုံးကြမယ်လေရှင်းလုံးကြမယ်လေဆိုပြီးတော့မလုပ်ဖြစ်တာဆိုတော့အခုကအမှတ်တရနေတယ်လို့ဖြစ်သွားအာဒီနေ့ကပေါ့နော် Hair Republic ရဲ့10 years anniversary ပေါ့နော် Mei ဒီပွဲလေးမှာအဲတချင်းစုပြောပြရပေါ့ဟုတ်ပါဘူး ကဒါလုံးသဘောရအောင်ပုံမှန်ဆိုရင်လည်းအမြဲဟိုဟာဆိုရင်အဲ့မှာလောက်ဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ every public အခုဒီ7နှစ်ပြည့်ရနေပြီရောနောက်နှစ်ပေါင်းများစွာတိုင်းအောင်မြင်မှုတွေတိုင်းဆက်ပြီးတော့ကြည့်ထားနိုင်ပါစေလို့ဟုတ်ပါဘူးအဲ့ဇဗင်ကတော့အဲ့မှာဇဗင်ရောင်ဆိုးရယ်အာပြီးဇဗင်ညက်တယ်ဇဗင်ရောင်ဆိုးရယ်ပေါ့နော်ဒါဆိုလဲမနေ့ကဆိုးတာနည်းနည်းဇဗင်ကလောလောမနေ့ညမှာအလိုထက်ပြီးအယောင်ထက်တင်တာ ။သမီးနဲ့နည်းမေကရွှေရောင်စိုးတာတော့လေ။ဒါနဲ့သမီးအထက်ကအမဲလေးတွေပေါ်လာတော့မနေ့ကညှိထား။ဆယ်နှစ်ပေါ့နော်ဒါတော်တော်ကြာပြီပေါ့နော်ဆယ်နှစ်ဆိုတာလေအဓိကတော့မေလဲ customer တယောက်အနေနဲ့သွားဘူးနေတော့လေသူကလို customer service ကတော့အဲ့လိုစိတ်တိုင်းကြဖို့ပါမယ်အဲ့လို အဲ့လိုမုတ်ကလေးချပေးတာအစားမုတ်ကလေးချပေးတာအစားအဲ့လိုဟို customer service ကအရင်ဆင်ပြေပြီးတော့ဟိုကိုလိုချင်တဲ့ကိုပြောတဲ့အရာလို့ကိုလိုချင်တဲ့လက်ရမျိုးပါလေရတယ်ပေါ့နော်အဲ့လိုဆိုတော့အားကြောင့်ပို့ပြီးတော့အောင်မြင်မှုထိနေထိတတ်နိုင်တယ်လို့မေကတော့ customer တယောက်အနေနဲ့မြင်တယ်ပေါ့မေကလေအဲ့လိုသပင်လောက်ရတာတို့အဲ့လိုအကြိုက်ထိုင်ရတဲ့အလုပ်တွေဆိုအရင်ပြင်းတယ်ဒါပေမဲ့ပေါ့နော်သပင်အရာဆိုးတာတို့ဘာလို့ဆိုရင်တော့ထိုင်တယ် ဲ့လိုသပင်ပေါင်းတင်မှာတို့အဲ့လိုဆိုအရင်ပြင်းတယ်။များသောအားဖြင့် Myanmar Hair Republic မှာသပင်အယောင်လုတ်ဖြစ်တာများတယ်။သပင်အယောင်ဆိုးဖြစ်တာများတယ်။အဲ့လိုကိုပြောတဲ့အယောင်ပေါ့နော်။ကိုလိုချင်တဲ့အယောင်အတိုင်းနီးပါးထွက်တယ်ပေါ့နော်။ပုံမှန်ဆိုရင်ဒီခါလေးပြောတဲ့အယောင်ကတမျိုးထွက်လာတဲ့အယောင်ကတမျိုးရှိတတ်တယ်လေ။အဲ့လိုမျိုးဆိုတော့အဲအဲ့မှာတော့အဆင်ပြေတော့ Myanmar ရော Color ဆိုးရတော့အဲ့ဆိုင်ပေါ့။ လဲမေးဦးอ่ะမနေ့ကတော့ဇိုးထားတာပေါ့နော်မနေ့ပြန်လဲမေးနည်းနည်းလေးအရင်လေးနည်းနည်းသွားမအောင်မနေ့ကကျတော့မေးကအချိန်လဲနည်းနည်းလေးမလောက်ဘူးလောက်ရတဲ့အချိန်ကလည်းမလောက်ဘူးအဲ့လိုဆိုတော့အကြာကြီးထိုင်ရတာလည်းနည်းနည်းကြာနေပြီဆိုတော့မနေ့ပြန်ကြရင်လဲမေးနည်းနည်းလေးစပင်နည်းနည်းသွားလောက်အောင်မအဲ့လိုဆိုတော့ကာလာပိုင်းကတော့ယုံကြည်မေး customer တယောက်အနေနဲ့ပြောရအောင်နော်ကာလာပိုင်းကတော့ယုံကြည်စိတ်ချလို့ရတယ်အဓိကကလေရှင်းပြပါဘီအဓိကကမေကလေဟို အခုဒီနေ့ထဲမှာပေါ့နော်တခြင်းနေအခွေကအခွေလောက်တဲ့ဒီ era တစ်ခုလုံးကသဘင်ရွှေရောင်နဲ့လုံမယ်လို့စဉ်းစားတာတော့ရွှေရောင်ကိုလုံနေရတာအမှန်တော့မေးလဲရွှေရောင်နည်းနည်းတော့စိတ်ငြိမ်းစားမိဘူးပေါ့နော်အဲသဘင်လည်းပြည့်စည်ရယ်အဓိကဖြန့်ဟိုချွတ်ကလေချွတ်ကတော့ဘလောက်ကောင်းတဲ့သဘင်လဲဖြစ်ဖြစ် damage ကတော့နည်းနည်းလေးတော့အနည်းအနည်းများတော့ရှိရဘူးဒါတော့မှပဲစေးအကောင်းနေနဲ့ hair republic ဘာလို့မှလုတ်တယ်ဆိုတော့သူတို့စေးကောင်းနေနဲ့လုတ်ပေးရဒါပေမဲ့လည်းအနည်းဆုံးတော့ ထိခိုက်မှုကတော့ရှိရပါပဲအဲ့လိုဆိုတော့ကြိုက်တာရဲ့ဆိုတာထက်ပေါ့နော်အလုံးသဘောအရာပေါ့ဒီ event မှာရွှေရောင်လေးထားခြင်းနဲ့ဆိုပြီးတော့သိခံရတယ်ကောသူတို့တွဲမြင်နေပြီလေသူတို့နော်အဲ့လိုတော့ဆောင်အချင်းတွေတွဲနေချိန်မှာရွှေရောင်ပြီးလဲဆိုကိုလဲလူတော်နည်းနည်းတွဲမြင်နေဒီမဲ့လေမေကအဲ့လိုသပင်းတရောင်နဲ့အကြိုက်ထားတာနည်းပြင်းနေပေါ့ဟိုအမဲဆိုလဲကြိုက်တယ်အဲအမဲဟိုမှာ6လလောက်ဆိုရင်အမဲမနေချင်တော့အဲအဲ့လိုဖြစ်ဖြစ်တယ်ဆိုတော့ အခုလည်းဘယ်တော့ပြောင်းပြည့်မလဲသိပြောင်းတော့ပြောင်းပြည့်တော့မှာပေါ့အာအဲ့ဒါမင်းရဲ့ Evan နဲ့မှာပဲပါပါเนาะ Mary နဲ့ကဟို Evan နဲ့မှာပဲအာအဲ့ဒီချင်းလေးကအဲ့လို main ကလေးချင်းတန်ရောဆင်ဖြစ်တဲ့ချင်းလေးပေါ့เนาะအဲ့လို့ဆိုတော့မီးတယောက်တည်းဆိုတာထက်ဆိုင်ရင်နောက်ထပ် main ကလေးအစိုးရတယောက်နဲ့ collaboration လုပ်ရင်နည်းနည်းလေးပို့ပြီးတော့ပြည့်တယ်လေပို့ပို့ပြီးတော့အတိတ်ပဲ meaning ပို့ပေါ်မလားဆိုပြီးတော့ပြီးတော့ Mary နဲ့ Mary နဲ့ကလည်း2019တည်းက2019 20တည်းကလို့ ရှင်းလုံးကြမယ်လေရှင်းလုံးကြမယ်လေဆိုပြီးဘလို့ဖြစ်တာဆိုတော့အခုကအမှတ်တရနေတယ်လို့ဖြစ်သွားအဓိကမေးက Airban တစ်ခုလုံးပေါ့နော်အဲ့လို quality ချတာပေါ့ quality ချပြီးတော့ဘလို့ပြောမလဲ visualizer တွေပေါ့ music video တွေမထွက်ခင်ပါဒီ lyrics နဲ့ visualizer လေးတွေကိုပဲနည်းနည်းလေး quality ချပြီးတော့ပြန်ထုတ်ထားတဲ့သဘောပေါ့နော်အကုန်လုံးကပေါ့ပါပါပဲဟိုကမလုံးမန်းတာပဲနဲ့အဲ့လို YouTube မှာ video လေးတွေအကုန်တင်ပေးထားတယ်ပေါ့နော်အဲ့ trap out Airban နဲ့ဂျင်းလေးအကုန်တင်ပေးထားဟုတ်အဲ့ဒါ M2 ရောက်ပေါ့နော်အဲ့ M2 ရ M square ပေါ့ဟဲ့ မေကတော့အထက်တချင်းတော်နဲ့ပိုပြီး focus ပေါ့နော်သူက music video ကလည်းမထွက်ရသေးဘူးဆိုတော့ visualizer ပဲဆိုတော့ပျော်ပါတယ်ဒါပေမဲ့ဒီထက်တော့ဒီတချင်းလေးကိုပို့ပြီးရောက်စေချင်သေးတယ်။ဒါနဲ့တော့ကို effort ထုတ်ပါအောင်မကိုလည်းအိပ်မက်မလဲနိုင်ဘူး။